အားလုံးမင်္ဂလာပါဗီဒီယိုရဲ့ Venicolas ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Alexander ကိုတမိုင်းတွင်အထင်ရှားဆုံးစစ်ပရင်နဲ့အာနာရှင်များတွေကတဝက်ဖြစ်သတ်မှတ်ကြတယ်သူ့ရဲ့အောင်မြင်မှုများကြောင့်ယနေ့တိုင်မဟာ The Great ဆိုတဲ့ဝယ်ဖြစ်ကွန်ပျူတင်းခံရဆဲဖြစ်တယ် BC 356ခုနှစ်မှာမက်ဆီဒိုနီးယားယခု Greece နဲ့ Balkan ဒေသမှာဝေဖွားခဲ့တဲ့ဒုတိယဝယ်ဖြစ်တယ် Alexander ရဲ့ဖခင်ကမက်ဆီဒိုနီးယားဘုရင် Philis 2ဝယ်ဖြစ်တယ် ူ့ရဲ့ဆရာကတော့နာမည်ကျော်သတ္တနိကဗေဒပညာရှင် Aristotle ပဲဖြစ်တယ်။ငယ်စဉ်ကလေးက Alexander ကစီရင်တဲ့အုပ်ချုပ်ရေးပညာကိုကောင်းစွာသင်ယူခဲ့ရတယ်။ဘာခင်ဖြစ်သူ Philips to Quillen ပြီးရဲ့နောက်မှာတော့ Alexander ရဲ့အသက်က20သာရှိသေးတယ်။အဲဒီအချိန်မှာသူက Macedonia ရဲ့ဘုရင်ဖြစ်လာခဲ့တယ်။ကမ္ဘာအကြီးဆုံး Empire တစ်ခုကိုပြီးဆောက်ဖို့စတင်ခဲ့တယ်။ငါးအတွက်ကကောင်းကင်တစ်ခုလုံးရှိပြီးမြေကြီးတစ်ခွင်လုံးကတော့အင်းကြီးသာဖြစ်လိမ့်မယ်လို့ အကျွေးပြီးတော့တိုက်ပွဲတွေကိုစတင်ပေါ်ဆောင်ခဲ့တယ်။အလက်ဇန္ဒားရဲ့အကဲခဲဆုံးအရာကကြီးမန်းချက်ကြီးမှုစီးရဲနဲ့နိုင်ငံရေးစိန်ခေါ်မှုများလို့ပြောကြတယ်။အလက်ဇန္ဒားရဲ့အကဲခဲဆုံးစပွဲကအရှားပြင် WW နဲ့ရင်ဆိုင်ရတဲ့စပွဲလို့ပြောကြတယ်။ BC 331မှာဖြစ်ပွားခဲ့တဲ့ကောဂန်မီလာစပွဲဟာပါရှန်တပ်များရင်းနှိမ့်စေခဲ့တယ်။ရေအတွက်အပြည့်အလွန်တာလွန်နေတဲ့ပါရှားတပ်တွေကိုတက်ခတ်ခဲခဲနဲ့ယူဝါကြကြ အနိုင်ယူခဲ့တဲ့စစ်ပွဲတစ်ခုပဲဖြစ်တယ်။ BC 331မှာကောဂါမေလာစစ်ပွဲပြပရှားပြီးရင် Darius ကိုအနိုင်ယူခဲ့။စစ်ပွဲချက်လက်များကိုလေ့လာကြည့်မိမယ်ဆိုရင်ယခု US နိုင်ငံမိုးဆူအနီးမှာပြပွားခဲ့တာပဲဖြစ်တယ်။အဲ့ဒီနေရာမှာ Alexander ကဥဆောင်ပြီးတော့ Macedonia စစ်တီ4000ခန့်နဲ့ Darius ပါရှားပြင်းကိုစတင်တိုက်ခိုက်ခဲ့တယ်။တစ်ဖက်ကပါရှားစစ်တီကလည်း ၂သိန်းခွဲကျော်ထိရှိတယ်လို့ဆိုရယ်စစ်စင်ဘိန်းများနဲ့စစ်ရထားတွေလည်းပါဝင်တယ်အလက်ဇန္ဒားရဲ့အဓိကဗျူဟာကပါရှားတပ်များရဲ့အလဲဘိုးကိုချိုးပြပြီးတော့အနိုင်ယူခဲ့ခြင်းဖြစ်တယ်။ဘာကြောင့်ဒီစစ်ပွဲကအထင်ရှားဆုံးဖြစ်ခဲ့တယ်လဲဆိုရင်အင်အားမများမှုကို အနိုင်ယူခဲ့ခြင်းလို့ပြောရမယ်။ပါရှားတပ်များကအလက်ဇန္ဒားကြီးတက်တက်ချောက်ဆကြီးမာတယ်။အလက်ဇန္ဒားရဲ့စင်နီဗျူဟာကဟမ်မာအန်ဗယ်စ်ထက်ဒစ်လို့ခေါ်တယ်။စစ်တီများရဲ့ စည်းကမ်းပြည့်ဝမှုကြောင့်လို့လည်းပြောကြတယ်။အလက်ဇန်းဒါကစည်းရေးပြည့်ဝမှာပါရမီရှိသူတယောက်ဖြစ်တာကြောင့်စစ်မြေပြင်မှာနေရာရွေးချယ်နိုင်စွမ်းရှိတယ်။စစ်ရထားများကိုလည်းကြိုတင်ကာဝယ်နိုင်စွမ်းလည်းရှိတယ်။ဒါရီရူကစစ်ရှုံးပြီးတော့တွက်ပြေးသွားခဲ့တယ်။အဲဒီအခါမှာအလက်ဇန်းဒါကပါရှန်ရဲ့မြို့တော်ဘေဘီလုံနဲ့ပါရှော်ပိုလစ်ကိုတိမ့်ပိုက်ကကပအကြီးမားဆုံး empire တစ်ခုဖြစ်တဲ့ပါရှားအင်ပါယာကိုအဆုံးသတ်ပေးခဲ့တယ်။တမိုင်းဝင်ရေးပါမှုစစ်ပွဲကြောင့်အလက်ဇန်းဒါက မဟာ the great ဆိုတဲ့ပွဲကိုရရှိခဲ့တယ်။သူ့ရဲ့စင်နီးပြူဟာတွေကယနေ့တိုင်လေးလာနေရဆဲဖြစ်တဲ့စစ်သမိုင်းပညာရှင်တယောက်ဖြစ်တဲ့ Arius ကဒီစပွဲကစစ်တပ်ပညာရဲ့လက်ရအမြောင်ဆုံးအောင်ပွဲတစ်ခုဖြစ်တယ်လို့မှတ်ချက်ပြုထားတယ်။ Alexander ကဒီစပွဲမှာအောင်နိုင်ပြီးတဲ့နောက်မှာတော့ Glory ပါရှာရင်ကျင်းမှုကိုရောဆက်ပေးခဲ့တယ်။သူဟာစစ်ဘုချုပ်တူအဖြစ်သားမှာကရင်ကျင်းမှုနဲ့အုပ်ချုပ်ရေးပြုပြင်သူအဖြစ်လဲထင်ရှားခဲ့တယ်။သူသိမ့်ပိုက်ထားတဲ့နေမြေမှာမတူညီတဲ့ရင်ကျင်းမှုတွေဖြစ်တဲ့ ဂရိပါရှားအီဂျစ်အိန္ဒိယတို့ကိုပေါင်းစည်းရန်ဂျူပန်ခဲ့သူတယောက်လည်းဖြစ်တဲ့သူရဲ့စစ်သည်များနဲ့အကြံပေးများကြားမှလည်းပေါင်းဆက်ခြင်းကြောင့်ပြိပခါတွေဖြစ်ပွားခဲ့တယ်။သူကိုယ်တိုင်လည်းပါရှားချင်းမီဂျင်မူကိုလက်ခံလာကြောင်းဝင်ရင်းဖြစ်တဲ့မက်ဆီဒိုနီးယားအမတ်တွေကမကျေမနက်တွေရှိခဲ့ကြတယ်။အလက်ဇန္ဒားမှာငိုချင်းစရာ ဖြစ်ရနှစ်ခုရှိခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေရဆိုတယ်။ပထမတစ်ခုကဂရိတသနာပညာရှင်အယောက်နဲ့သူတွေ့ဆုံခဲ့တယ်။အဲဒီအရာကအလက်ဇန္ဒားကိုငိုချင်းစရာ ဖြစ်စေခဲ့တယ်လို့ဆိုရယ်ဒါယိုဂျင်းနီဆိုတဲ့လက်တင်ကပညာရှင်တယောက်နဲ့သူတွေ့ဆုံခဲ့တယ်ဒါယိုဂျင်းနီဆိုတာကတကြွယ်တွေဘီရင်တွေကိုအထင်သေးသူတယောက်ပဲဖြစ်တယ်နေခင်းဘက်မှာမိရင်ဖြစ်လူကောင်းရှာနေသူဖြစ်နာမည်ကြီးတယ်ဘာလို့လဲဆိုတော့လူတော်လူကောင်းတွေရှားပါတဲ့ခေတ်ဖြစ်တာကြောင့်သူကမိရင်နဲ့လူကောင်းတွေဘမများရှိမလဲဆိုပြီးတော့ရှာနေခြင်းဖြစ်တယ်အလက်ဇန်းဒားဘီရင်ကသူဘီရင်ဖြစ်လာတဲ့အခါမှာအဲ့ပညာရှင်နဲ့တွေ့တွေ့ခဲ့တယ် ဲ့ဒါသနာပညာရှင်နဲ့မြရမကတွေ့ဆုံခဲ့တယ်။အဲ့အချိန်မှာအလက်ဇန္ဒားကအမင်းလူရှိရာတောင်းပါလို့ခံလန့်ခဲ့တယ်။အဲ့အချိန်မှာဒိုင်ယိုဂျီနစ်ကရရှိကနေရာကိုမဖုံးနိုင်ဘူးပြန်ဖြေခဲ့တယ်။သူကအလက်ဇန္ဒားပြင်ကငါသာအလက်ဇန္ဒားပြင် မဖြစ်ခဲ့ဘူးဆိုရင်ဒိုင်ယိုဂျီနစ်ဖြစ်ကျင်တယ်ဆိုပြီးတော့ဒီရှက်သွေးပြပြီးတော့ကြားတဲ့မျက်လုံးနေနဲ့ကြည့်ပြီးတော့ရည်ရွယ်ခဲ့ရလို့သမိုင်းမှတ်တမ်းတွေကပေါ်ပြထားတယ်။အလက်ဇန္ဒားသဂရိတ် ပြန်ရည်ကြခဲ့တဲ့နောက်ဖြစ်ရတစ်ခုကတော့အလက်ဇန္ဒားကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အင်အားကြီးထွားလာတဲ့အခါမှာအိန္ဒိယကိုချီတက်ပြီးတော့လည်းသူတိုက်ခိုက်ဖို့စီစဉ်ခဲ့တယ်။အိန္ဒိယကိုချီတက်စဉ်အလက်ဇန္ဒားရဲ့တပ်များကယာတီဥဒုတန်ယောဂနဲ့အနောက်ရှက်များကြောင့်အလွန်ပင်ပန်းခဲ့တယ်။အထူးသဖြင့်ဂေဒရိုဇီးယပ်တဲကန်နာရကြောင့်တပ်သားများပြားတိုက်ဆုံခဲ့ရတယ်။ဟိုင်ဗာဆစ်မြင့်နီးမှာလည်းတပ်သားတွေဆက်လက်မတိုက်ခိုက်လို့ပဲနဲ့ တောက်ဆုပ်ကျင်နေကြတယ်။ပြပြပြနဲ့တသားတွေရဲ့သစ္စာရှိမှုကိုထင်းထင်းရခတ်လာတယ်။ဒါကြောင့်နှစ်ပေါင်းများစွာစကီးထွက်ပြီးနောက်တသားတွေကပြင်းမှန်းလာတာကြောင့်အင်ပြန်ခြင်းနဲ့စိတ်တွေပြင်းထန်လာခဲ့တယ်။ BC 326မှာအိန္ဒိယဘုရင်ပူရုစ်ကိုအနိုင်တိုက်နိုင်ခဲ့တယ်။အိန္ဒိယဘုရင်ပူရုစ်ကိုအနိုင်တိုက်နိုင်ခဲ့တော့လေဒုနီယာမှာအလက်ဇန္ဒားဘုရင်ရဲ့စစ်တီတွေကနှစ်ပေါင်း၈နှစ်ကြာစကီးတန်ကိုခံခဲ့ရတယ်။ဂျာဒီဥဒုတန်နဲ့ယောဂနဲ့ပြင်းမှန်းမှုတန်တွေကြောင့် ဆက်လက်ပြီးတော့တိုက်ပွဲမဝင်လို့တော့ဆက်လက်ပြီးတော့မတိုက်ခိုက်ချင်ကြတော့အိမ်ပြန်ချင်းစိတ်တွေတပွားပွားပေါ်လာခဲ့တယ်။ဒါကြောင့်ပဲဆက်လက်ချီတက်ဖို့ငင်းဆန်ခဲ့ကြတယ်။အလက်ဇန်းဒါကသူ့ရဲ့စစ်တီတွေကိုဆက်လက်ချီတက်ဖို့စီယုံဖို့၃ရက်ကြာအဲ့နေရာမှာတဲထိုးပြီးတော့နေခဲ့တယ်။အဲ့နေစဉ်အတွင်းမှာလည်းသူသူ့ရဲ့တပ်သားတွေသစ္စာရှိစောက်တည်တဲ့သူ့ရဲ့တပ်သားတွေကိုစီယုံခဲ့တယ်။နောက်ဆုံးမှာတော့အလက်ဇန်းဒါကအရှုံးပေးခဲ့ရတယ်။သူ့တပ်သားတွေကဆက်မသွားကြတော့အဲ့ချိန်မှာ အလက်ဇန်းဒားကစကားတခုပြောခဲ့တယ်။ငါတို့ရဲ့ရှေ့မှာနောက်ထပ်အောင်ပွဲတွေရှိသေးတယ်။ဒါပေမဲ့ငါစစ်သားတွေကငါ့ကိုစွန့်ခွာသွားကြတော့မယ်။ဆိုပြီးတော့ပြန်ပြင်းချင်းစိတ်ပြတ်ခြင်းနဲ့လက်ဇန်းဒားကမျက်ရည်ကျခဲ့တယ်။သူ့ဘဝမှာပထမဦးဆုံးအချိန်စစ်တီတွေရဲ့စစ်ဆောင်ဆောက်တိမှုကိုဆုံးရှုံးခဲ့ရတဲ့အချိန်လည်းဖြစ်တယ်။ဘာအဆအဆုံးနေရာတနေရာဖြစ်တဲ့အိန္ဒိယသမုဒ္ဒရာအထိရောက်ဖို့အိမ်မက်တွေလည်းပြည့်ပြည့်ခဲ့တယ်။ဒီပြည့်ရဲ့ကြောင့်သူကအိန္ဒိယကနေပြီးတော့စုပ်ခွာပေးခဲ့ရတယ်။အလက်ဇန်းဒားက သူ့ရဲ့တပ်များကိုအိန္ဒိယကနေပြန်ဆုတ်ခွာဖို့အမိန့်ပေးတဲ့အချိန်မှာ Hyphasis မြေကမ်းမှာရပတ်ကောင်းကင်ရံကိုကြည့်ခဲ့တယ်။ကောင်းကင်ရံမှာရှိနေတဲ့ချက်တာရတွေကိုမြေကြည့်ပြီးတော့ငါကဒီကဘာကြီးကိုတင်ပိုက် နိုင်ခဲ့တော့လေ။ကောင်းကင်ရှိကျင်းများကိုထိတွေ့ခွင့်မရခဲ့ဘူး။ငါကစစ်ပွဲတွေမှာအနိုင်ရခဲ့တယ်။ဒါပေမဲ့ငါရဲ့စစ်တီတွေရဲ့စိတ်ဓာတ်ကိုတော့အနိုင်မရခဲ့ဘူးဆိုပြီးတော့ကျဲရီကိုကြည့်ပြီးတော့တန်ငိုခဲ့ဘူးလေလို့ဆိုရယ်။ဒီရာကဘာလို့ပြလဲဆိုတော့ အလက်ဇန္ဒားကနောက်ဆုံးချိန်ထိမှာအာနာရဲ့အထူးကြံမှုမရောက်ရှိခဲ့တဲ့ရည်မှန်းချက်တွေကြောင့်သူကဝန်းနေခဲ့ခြင်းဖြစ်တယ်လို့ဆိုရဲဒီဖြစ်ရပ်ကခေါင်းဆောင်တယောက်ရဲ့လူသားဆန်မှုအားနည်းချက်နဲ့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေကိုပေါ်ပြတဲ့အမိုင်းဝင်အချိန်တစ်ခုပဲဖြစ်တယ်လို့ပြောလို့ရတယ်။အလက်ဇန္ဒားသဂရိတ်ကစိတ်သက်ကြံ့ခိုင်သူတယောက်ဖြစ်ပေမဲ့ဒီအချိန်မှာတော့သူ့ရဲ့စိတ်တည်တွေပေါ်ချစ်ခင်မှုရုံးနေမှုကို မလွဲမရှောင်သာလက်ခံခဲ့ရတဲ့ဝန်းနေမှုမျိုးကို ပြသခဲ့ရတယ်။ အိန္ဒိယကနေပြီးတော့တက်ပြန်ဆုံပြီးတော့မကြခင်မှာပဲဘေဘီလုံမြို့ကိုရောက်ခဲ့တယ်။အသက်32နှစ်အရွယ် PC 323မှာဘေဘီလုံမြို့မှာအပြာရောဂါဒါမှမဟုတ်အစိတ်တင့်ပြီးတော့ဇနပြင်ရာကွယ်လွန်ခဲ့တယ်လို့အတန်းဒီမှာတွေ့ရတယ်။သူ့ရဲ့ Empire ကလည်းသူတည်ဆုံးပြီးတဲ့နောက်မှာစစ်သူကြီးတွေကြားမှာပွဲဝေခြင်းခံခဲ့ရတယ်။အသက်ငယ်ငယ်နဲ့ကွယ်လွန်ခဲ့တာကြောင့်သူ့ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းရန်အချိန်မရခဲ့ဘူးလို့ဆိုရမယ်။သူကြိုးစားပြီးတော့ပြင်ပိုက်ခဲ့တဲ့ Empire ကြီးကလည်း တန်ရှိနေတဲ့စစ်သူကြီးများကြားမှာအပိုင်းပိုင်း꿰ပြီးတော့လူယူခြင်းခံခဲ့ရတယ်။ Alexander the Great ကကြီးမားတဲ့အောင်မြင်မှုတွေငွေရွယ်နဲ့ရခဲ့တော့လဲစည်ရေးနိုင်ငံရေးနဲ့လူမှုရေးစိန်ခေါ်မှုများကိုအဆုံးသတ်နိုင်ခြင်းမရှိခဲ့ဘူးလို့ပြောရမယ်။အိမ်မက်များဆိုတာကလည်းဘယ်တော့မှမပြည့်စုံခဲ့တဲ့အရာလို့ပြောလို့ရတယ်။လူသားတို့ရဲ့ကန့်သက်ချက်များနဲ့အတူတရှိနေတာလို့လည်းဆိုလို့ရတယ်။ဒါ ਉਹ ပဲသင်သာမြေသားအောင်ပြသခဲ့တယ်လို့ပြောလို့ရတယ်။ဘဝမှာရည်မှန်းချက်ကြီးမားမှုရဲ့ ားတာချက်နဲ့အားနေချက်များကိုလည်းတရုပ်ပေါ်ထားတာလို့ပြောလို့ရမယ်။ဒီရာထဲကကြည်ချင်းအဖြစ်အသက်ငယ်ငယ်ရွယ်နဲ့အောင်မြင်ခဲ့တဲ့အလက်ဇန်းဒါဇဂရိယာအောင်မြင်မှုကိုရခဲ့ပေမဲ့နောက်ဆုံးသူ့ရဲ့အိမ်မက်ရီမန်းချက်ပန်းနိုင်ကိုမပြေဝခဲ့ဘူးလို့ပြောရမယ်။နောက်ရဲ့ဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ပေးတယ်။ဒုတိယအချက်အစီကျေးဇူးတင်ပါတယ်။နောက်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါဦး။အားလုံးပဲ see you in the next video.